ဘူလော့ကနာအသင်းအားကိုပါအီတလီယာဖလားဖိုလူပွဲမှာအစီမီလန်အသင်းကိုတကောကိုဖြစ်နေနိုင်ရပြီးချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ဒီပွဲမှာဘူလော့ကနာအသင်းအတွက်တလုံးနဲ့သောတွင်ကိုကိုပွဲချိန်53မိနစ်မှာအန်တိုယီကတွင်ယူခဲ့တာပါ။ဒီဆူပလာဟာဘူလော့ကနာအသင်းအတွက်1984ခုနှစ်နောက်ပိုင်းနှစ်ပေါင်း52နှစ်အကြာမှာပထမဆုံးရရှိတဲ့အဓိကဆူပလာဖြစ်ပါတယ်။ဘူလော့ကနာအသင်းအားကိုပါအီတလီယာဖလားကိုတတိယအကြိမ်မြောက်ရောက်နိုင်ခဲ့တာပါ။ ဘူလော့ကနာတင်ဟာကိုပါအီတလီယာဖလားချန်ပီယံဆုရယူနိုင်ခဲ့တာကြောင့်လာမယ့်ရာသီယူပါလိပြိုင်ပွဲရှင်မြိုင်ခွင့်ရရှိခဲ့ပါတယ်။ AC Milan အတင်ဟာ Serie A ပြိုင်ပွဲမှာရလက်တွေမကောင်းဖြစ်နေတဲ့အပြင်ဆူပလားပါလက်လွတ်ခဲ့ရတာကြောင့်လာမယ့်ရာသီဥရောပဝင်ခွင့်ရယူနိုင်ဖို့ယုံကန်ရတော့မှာပါ။ဘူလော့ကနာအတင်နီးပြဖင်ဆန်ဆူဟာပြီးခဲ့တဲ့နှစ်ရာသီက Fiorentina အတင်နဲ့ဘောလူပွဲ၃ချိန်ရှင်ပြိုင်ခဲ့ရပေမယ့်အရေးနိုင်ခဲ့ပြီးအခုဆူပလာဟာသူ့ရဲ့နီးပြပွားမှာပထမဆုံးအထိကဆူပလာလည်းဖြစ်ပါတယ်။ဗင်ဆန်ဆိုကကျွန်တော်တို့ကဒီပွဲမှာကောင်းမွန်စွာကစားနိုင်ခဲ့တဲ့အတွက် ဒီဆူပလာဟာကျွန်တော်တို့နဲ့ထိုက်တန်ပါတယ်အလွန်ကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ပါကျွန်တော်တို့ကဆူပလာနဲ့အတူမယုံနိုင်စရာနှစ်တနှစ်ကိုဖျက်ဆီးနိုင်ခဲ့ပြီးကျွန်တော်တို့ပြိတက်တီနဲ့ထိုက်တန်ပါတယ်လို့ပြောခဲ့တာပါ AC Milan အသင်းကြီးပြကွန်စီကာအိုကဘောလုံးပွဲမှာအတင်းအေးနေခဲ့တဲ့ရလကြောင်းရာဒီကုံမှာထွက်ခွာရပွဲရှိတဲ့ဖိအားတွေကိုခန်းစားနေရပါတယ် ကွန်စီကာကပူလော့ကနာအသင်းကိုဂုဏ်ပြုခဲ့ပြီးဂုံတိတ်ကရှိရှိနဲ့ယာတီကိုအဆုံးသတ်အောင်လုပ်ကာနောက်ပိုင်းမှအနာဂတ်ကိုဆွေးနွေးမယ်လို့ပြောခဲ့ပါတယ်။ကွန်စီကာကအီစီမီလန်အသင်းကိုရောက်ရောက်ချင်းမှာအီတလီစူပါဖလားရယူပေးနိုင်ခဲ့ပေမယ့်အသင်းဟာချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရသလိုစီးရီးအပြိုင်ပွဲမှာလည်းရလဒ်တွေဆိုးရခဲ့တာဖြစ်ပါတယ်။